တရားရုံးတစ်ခုရဲ့အဆုံးဖြတ်ကလေလူတယောက်ရဲ့လွတ်လပ်ခွင့်ကိုအဆုံးဖြတ်ပေးနိုင်တဲ့အခြေအနေတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါအဲ့လိုအခြေအနေမျိုးမှာရှေ့နေတယောက်ရဲ့ရေးကြီးအောင်လက်နက်တစ်ခုကတော့အာမခံရှော့ထားတာပါပဲအဲဒီနေ့ကျတော့ဆွေးနွေးမှုတွေရထားတဲ့အချက်လက်တွေကရှေ့နေရှေ့ရက်အလုတ်သွင်းတဲ့အသက်မွေးမှုတရားခွင့်ပညာဆိုတဲ့သင်ခန်းစာကနေလာတာပါဒီနေ့မှာတော့အဲ့ဒီအာမခံရှော့တဲ့လုပ်ငန်းစဉ်ဆိုတဲ့ဟိုရှုပ်ထွေးလာတဲ့လမ်းကြောင်းကိုအတူတူခွဲခြမ်းဆိပ်ဖြာကြည့်ကြတာပါ ပြည်မှုတစ်ခုမှာအချုပ်ကြနေသူကိုပြင်ထုတ်ကိုစ조사တာနဲ့တရားမှုမှုတစ်ခုမှာလူရောက်ကိုချုပ်နှောင်ထားတာကနေလွတ်မြောက်အောင်လုပ်တာအဲ့ဒါတွေကဘလို့များကွဲပြားနေမလဲဟုတ်ကဲ့ဒီအကြောင်းအရာမှာလေအင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ချက်တစ်ခုကအာမခန်းဆိုတဲ့စကလုံးကိုဘလူးတုံးတယ်လဲဆိုတာပဲလူများစုကဒါကိုပြစ်မှုတွေနဲ့ပဲတွဲပြီးတည်ကြတယ်လीဟုတ်တယ်ဟုတ်တယ်ရဆွေးမှုတွေမှာပဲကြားဖူတာများတယ်อืมတရားမှုတွေမှာဒီစကလုံးကိုမတုံးတယ်လို့ပဲတမင်မဲ့သဘောတရားကတော့ရှိနေတော့မယ် တကူကပစ်တမ်းမခဲနေတဲ့ဟင်လူတယောက်ရဲ့လွတ်လပ်ခွင့်ကိုအာမခံပေးဖို့ကြိုးစားတာနောက်တစ်ခုကကျတော့ဟိုငွေချေးဆိုင်ရာတာဝန်ယူမှုကိုအာမခံပေးဖို့ကြိုးစားတာဒီခြေခံကွဲပြားချက်ကိုနားလည်လိုက်တာနဲ့ရှင်းနေတယောက်ရဲ့မဟာဗျူဟာဘလို့ပြောင်းသွားလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်လာပါလိမ့်မယ်။အော်ဒါဆိုရင်အများစုနဲ့ပိုပြီးရင်းနေလောက်တဲ့ပြမှုဆိုင်ရာအမှုတွေလာနေစလဲကြတာပေါ့ရှင်းနေတယောက်ကသူ့အမှုတွေအတွက်အာမခံလျှောက်တော့မယ်ဆိုရင်ဘယ်ကနေစပြီးစဉ်းစားရမလဲ ပထမဆုံးအကွက်ချမှာကပါဖြစ်မလဲပထမဆုံးနဲ့အခရာဆုံးခြေလမ်းကတော့ဆွဲဆိုထားတဲ့ပြိမှုရဲ့အမျိုးအစားကိုခွဲခြားသမှာပေါ့ပါပဲဥပဒေကပြိမှုတွေကိုရှင်းရှင်းလင်းလင်းဒီမိုင်းခွဲထားတယ်ဟုတ်ကဲ့အဘကပေးနိုင်တော့ဖြစ်မှုပေါ့ available offense လို့ခေါ်တယ်နောက်တစ်ခုကအမကမပေးနိုင်တော့ဖြစ်မှု non available offense ဆိုပြီးတော့ပေါ့ဒီနှစ်ခုကြားကကွာခြားချက်ကတကယ်ကိုကောင်းကင်နဲ့မြေကြီးလောက်ကိုကွာပါတယ်ဩဥပပါ ရွရွလင်းလင်းမှုလိုအမှုမျိုးကအမခံပေးနိုင်တဲ့တဲ့ပနိုင်ပြီးကိုလူတက်မှုဓာပြမှုလိုဟာတွေကမပေးနိုင်တဲ့အမျိုးအစားတွေရောက်သွားလာမှာနော်တိတိကျကျပါပဲအဲ့ဒီပေးနိုင်တဲ့နဲ့မပေးနိုင်ဘူးဆိုတဲ့ကွာခြားချက်ကရှေ့နေတယောက်ရဲ့ချင်းကတ်ပုံကိုဘလောက်အထိပြောင်းလဲသွားစေနိုင်လဲအများကြီးပြောင်းလဲသွားပါတယ်ဘာလို့လဲဆိုတော့လေရာစုကျင်တို့ update ပုံမှန်နေရောက်ခုချချအရာအာမခံပေးနိုင်တဲ့ပြမှုမှာအာမခံရပိုက်ခွင့်ဆိုတာတရားခံရဲ့မွေးရပါ အခွင့်ရေးတစ်ခုဖြစ်သွားလို့ပဲအခွင့်ရေးဟုတ်တယ်တရားရုံးကတောင်ငင်းပယ်ပိုင်ခွင့်မရှိတော့ဘူးရှေ့နေလုံးဝမှလာလို့အပ်တဲ့စာရွက်စာတမ်းတွေပြည့်စုံအောင်တင်ပေးဖို့ပဲဒါပေမဲ့ပုံမှန်၄ယောက်90ခုမှာပါတယ်အာမခက်မပေးနိုင်တဲ့ပြည့်မှုမှာတော့အခြေအနေကတမျိုးဖြစ်သွားပြီအင်းအဲဆိုတော့ကတရားသူကြီးရဲ့စင်ကြင်တုံတရားပေါ့ discretion အပေါ်မှာပဲလုံးလုံးမူတည်သွားပြီဆိုတော့ဒီနေရာမှာရှေ့နေရဲ့အလုတ်ကတရားသူကြီးရဲ့စင်ကြင်တုံတရားကိုကိုပပါလာအောင် အချက်အလက်နဲ့ရော ဥပဒေနဲ့ပါဆွဲဆောင်ရတော့မှာဆိုလိုတာကတခုကအလိုအလျောက်ညီပါရပိုင်ခွင့်ဖြူပြီးနောက်တခုကတော့တကယ်တိုက်ပွဲတခုလိုတိုက်ယူရတာမျိုးပေါ့ဟုတ်ပါတယ်အဲ့ဒီလိုအာမခံမပေးနိုင်လေပြုံမှုမျိုးမှာရှင်းနေတယောက်ကတရားသူကြီးကိုဘလို့အချက်တည်နဲ့ဆွဲဆောင်ရလေရှိလေအဲ့ဒီတိုက်ပွဲမှာအစွန်းထက်တဲ့လက်နက်တခုရှိတယ်အဲ့ဒါကတော့ဥပဒေရဲ့အခြေခံမူတခုဖြစ်တဲ့အာမခံပေးခြင်းသည်ဤဥပဒေဖြစ်ပြီးညှင်းပယ်ခြင်းသည်ချွင်းချက်တာဖြစ်တဲ့ဆိုတဲ့အယူအဆပါပဲ bail is the rule refusal is the exception but အဲ့ဒါပဲဒါကစကလုံးလက်လာလေးတစ်ခုမဟုတ်ဘူးเนาะတရားခံတယောက်ဟာအဖြစ်ရှိကြောင်းခိုင်းလွန်စွာမပြီးစုရက်သေးခင်မှာအဖြစ်သားတယောက်လိုဆက်ဆံခံရမှာမဟုတ်ဘူးဆိုလဲအတွေ့အခေါ်ပေါ်မှာအခြေခံထားတာရှင်းနေလားအရှင်ဖျားဒီလူကိုအာမခံပေးပဲချုပ်ထားဖို့ဆိုတာကအယံကိုထူချတဲ့ခြေနေမျိုးမှာပဲလုတ်တင်တာပါအခုအမှုမှာအဲ့လိုထူချတဲ့ခြေနေမရှိပါဘူးဆိုတဲ့အချက်ကို ခိုင်မာတဲ့စီရင်ထုံးတွေအမှုရဲ့အခြေအနေတွေနဲ့ထောက်ပြပြီးတရားသူကြီးကိုဆွဲဆောင်ရတာပါ။ဩရှောက်စွာတင်ဒီတရားဝင်တဲ့ရောက်တဲ့အခါကျရင်တော့အစိုးရရှေ့နေတဲ့တရားခံရှေ့နေတွေရဲ့အပြန့်အလန့်ရှောက်လဲချက်တွေကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းပါပဲ။ဘလို့အချက်တွေကိုအဓိကထားပြီးအားပြန်ကြလဲ။ဒါကတကယ့်ကိုဥပဒေပညာရဲ့စစ်တူရင်ကစားပွဲလို့ပါမယ်။အစိုးရရှေ့နေကဘီယင်ကိုကာကွယ်ရတယ်လို့ဒီလူကိုအားမခံပေးလိုက်ရင်ထပ်ပြဲသွားနိုင်တယ်။ တက်ပေတွေကိုလိုက်ပြီးချိန်ထောက်နိုင်တယ်။ဒါမှမဟုတ်အပြင်းမှနောက်ထပ်ပြင်းမှုတွေထပ်ကျူးလွန်နိုင်တယ်ဆိုတဲ့အချက်တီကိုအဓိကထားပြီးကန့်ကွက်လေးရှိပါတယ်။အင်း public safety ကိုထောက်ပြတာပေါ့။ဟုတ်တယ်။တရားခန့်ရှင်းတွေကတော့မောပါဘူးကျွန်တော်အမှုတီကဒီမျိုးမှာအခြေတစနီးထိုင်သူပါ မိသားစု ရှိတယ်အလို့အကန့်ရှိတယ်ထပ်ပြေးစရာအကြောင်းမရှိဘူးပြီးတော့သူ့ပေါ်ဆွဆွဲထားတဲ့အချက်တွေကလည်းအားနေပါတယ်ဆိုပြီးခြေပါတာပေါ့။အဲ့ဒီလိုအပြန်လန်အပြိုင်ပြီးတယ်နော်။ တရားထူကြီးကအာမခံပေးဖို့စွန့်ပြက်လိုက်ပြီဆိုပါစို့အဲ့ဒီခါမှာဘာတွေဆက်ဖြစ်မလဲဒီအတိုင်းလုပ်ပြလိုက်ရုံမလားအဲ့လိုတော့မဟုတ်ဘူးစီကံချက်တင်နေပါအဓိကအဖြစ်နှစ်ခုရှိတယ်ပထမတစ်ခုကအာမခံကတိဝန်ခံချက်ပေါ့ဘေးဘောင်းနီလို့ခေါ်တယ်ဒါကတမတ်ထားတဲ့ငွေပမာဏတစ်ခုကိုကျွန်တော်ယုံချင်းမှန်မှန်လာပါမယ်ပြက်ကွက်ခင်ရင်ဒီငွေကိုတန်ငွေဖြစ်ဆောင်ပါမယ်ဆိုပြီးတရားခံကိုလိုက်လက်မှတ်ထိုးရတာဩကိုယ်တိုင်ဝန်ခံရလားဟုတ်တယ်ဒုတိယနဲ့ပိုရေးကြည့်တာကအာမခံပေးမဲ့သူ့ပါ surety ပေါ့ဒါကတရားခံကိုစားတာဝန်ယူပေးမဲ့လူပုဂ္ဂိုလ်တဦးပေါ့တရားခံကထွက်ပြေးသွားရင်ဒီလူကအာမခံငွေကိုအကုန်ပေးဆောင်ရမှာအဲ့ဒါဒုတိယကြိုးတစ်ချောင်းလိုပဲတခါတလေနိုင်ငံကူးလက်မှတ်ကိုတရားရုံးမှာအထာခိုင်းတာမျိုးလည်းရှိနိုင်ပါတယ်အရင်ရှင်းပါပြီဆိုတော့ဖြစ်မှုမှာကလူရဲ့လွတ်လပ်ခွင့်ကိုအဓိကထားတယ်အခုတရားမမှုဘက်ကိုကူးကြည့်အောင်လေအစားမှာပြောခဲ့သလိုအာမခံဆိုတဲ့စကားလုံးကိုတရားမမှုမှာမတုံးဘူးဆိုတော့ လူတယောက်ကိုဘလို့ကြောင်းပြချင်တဲ့ဖန်းစီချုံနောင်တာမျိုးရှိနိုင်သေးလဲ။ဒါကနည်းနည်းတော့ထူးဆန်းနေနော်။ဟုတ်ပါတယ်။အကြောင်းပြချက်ကလုံးမကိုကွဲပြားသွားပြီ။တယောက်မှမှုမှာလူတယောက်ကိုဖန်းစီတာဟာပြစ်ဒဏ်ပေးဖို့မဟုတ်ပေကြိုးတင်းကာကွယ်ဖို့ပါ။ဥပဒေမှာတရားစိတ်မဆုံးဖြတ်မီဖန်းစီခြင်းလို့ခေါ်တယ်။ A risk before judgment ball ။အော်။ဥမာတစ်ခုပြောပြရင်လူတယောက်ကခင်ဗျားစီကနေငွေသိန်းတစ်ထောင်ချေထားပြီးပြန်မဆက်လို့တရားစွဲတယ်ဆိုပါစို့။ အမှုစစ်နေတုန်းမှာအဲ့ဒီလူကနိုင်ငံသားကိုထပ်ပြေးဖို့လင်းလက်မှတ်ဝဲနေပြီးဒါမှမဟုတ်သူ့နာမည်ပေါက်ပိုင်ဆိုင်မှုတွေကိုတိတိကလေးတခြားသူနာမည်ကိုလွဲပြောင်းနေပြီဆိုတာသိသွားတယ်။အဲ့ဒီတော့ဒီတိုင်းလွတ်ထားရင်ကိုအမှုနိုင်သွားတော့အိုင်းရလျာဘာမှကြံ့တော့မှာမဟုတ်ဘူး။တိတိကျကျပါပဲ။အဲ့ဒီလိုအခြေအနေမျိုးမှာတရားလိုဘက်ကခိုင်လုံတဲ့အထောက်အထားနဲ့တင်ပြနိုင်တဲ့တရားရုံးကတရားပြိုင်ကိုဖန်ဝင်ထုံနိုင်တယ်။အဲ့ဒီလိုအဖမ်းခံရတဲ့အခြေအနေတန်းကြီးလွတ်မြောက်ဖို့အတွက်ရော ဘယ်လိုလုပ်ရမလဲလုံလောက်အောင်အာမခံဖို့ security ကိုတရားရုံးမှာပေးအပ်ရတယ်ဒါကငွေထားဖြစ်နိုင်တယ်လို့တန်ဖိုးချွေးတဲ့ပစ္စည်းတစ်ခုခုဒါမှမဟုတ်အာမခံပေးနိုင်တဲ့လူပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်အဓိကကွာခြားချက်ကဘာလဲဆိုတော့ဒီအာမခံဟာယုံချင်းလာပါမယ်လို့ကတိပေးတာမဟုတ်ပဲတရားရုံးကအမိန်ချမှတ်ခင်ရင်ပေးလျော်ရမယ့်ငွေကိုပေးနိုင်ပါတယ်ဆိုတော့ကိုအာမခံတာပါဩော် ရည်ရွယ်ချက်ကိုကမတူတော့ဘူးပဲဟုတ်တယ်ရည်ရွယ်ချက်ကိုကမတူတော့ဘူးအခုဆိုမူလတရားရုံးအစိမ့်မှာပြည်မှုနဲ့တရားမမှုရဲ့လုပ်ငန်းစဉ်တွေဘလော့ကွာလဲဆိုတာရှင်းသွားပြီဒါပေမဲ့ရှင်းနေတယောက်ရဲ့အလုပ်ကအဲ့ဒီမှာနေရမစွာဘူးထင်တယ်အောက်ယုံကအာမခံပဲချလိုက်ရင်ကိုအရှုံးပေးလိုက်ရုံပဲလားအပေါ်ကိုတက်လို့ရတဲ့လမ်းကြောင်းတွေရှိသေးလားလုံးဝရှိပါတယ်ဒါကဥပဒေစနစ်ရဲ့အရေးကြီးတဲ့ထိန်းညှိမှုတစ်ခုပဲအောက်ယုံရဲ့ဆုံးဖြတ်ချက်တိုင်းဟာအပြည့်အပြည့်မဟုတ်ပါဘူး ခရိုင်တရားယုံတိုင်းဒေသကြီးပြည်နယ်တရားလွတ်တော်လိုအထက်ယုံညီကိုဆက်တက်နိုင်ပါတယ်အထူးသဖြင့်ရာဇဝတ်ကျင့်သုံးဥပဒေပုံမှ498ကအဲ့ဒီအထက်ယုံညီကိုအထူးစွမ်းပကတခုပေးရထားတယ် special powers ပေါ့အထူးစွမ်းပကဟုတ်တယ်အောက်ယုံကပယ်ချထားတဲ့အမခံမပေးနိုင်တဲ့ပြစ်မှုမျိုးမှလောင်းအခြေအနေရရကိုတုံတက်ပြီးအမခံပေးပိုင်ခွင့်ရှိပါတယ်အထက်ယုံကိုချင်းကတ်တဲ့အခါမှာမဟာဗျူဟာကပြောင်းသွားပြီလားအောက်ယုံတုံးကလိုအချက်လက်တွေကိုပဲ ထပ်တင်ပြရတာလားဒါမှမဟုတ်တင်ပြပုံပြောင်းသွားသလားတင်ပြပုံလုံးဝပြောင်းသွားပါတယ်အချက်ရုံးကိုချင်းကတ်တဲ့အခါရှေ့နီယာအမှုရဲ့အချက်လက်တွေကိုအစကနေပြန်ပြောနေတာမျိုးမဟုတ်တော့ဘူးအဓိကပြစ်မှတ်ကအောင်ယုံရဲ့ဆုံးဖြတ်ချက်ကိုယ်တိုင်ဖြစ်သွားပြီဟွအောင်ယုံရဲ့ဆုံးဖြတ်ချက်ကိုစောရကတတ်ရတာပေါ့ဟုတ်တယ်နီလန်းနှုတ်မျိုးနဲ့ချင်းကတ်လေးရှိတယ်တင်းကြီးကပြင်းစင်မှုလျှောက်တာ အောက်တရားရုံးရဲ့အမိန်ဟာဥပဒေရဲ့အခြေခံမူတွေနဲ့လွဲချော်နေပါတယ်။ဒါမဟုတ်သူတို့ရဲ့စင်ကျင်တုံတရားကိုမှန်မှန်ကန်ကန်အထုံးချခဲ့ပါဘူးဆိုပြီးအောက်ရုံးရဲ့အမအကိုထောက်ပြတာ။နောက်တနည်းကတော့ပုံမှန်498ရဲ့အထူးစွမ်းပကကိုတိုက်ရိုက်အသုံးချပြီးမူလရှောက်လွှာအနေနဲ့အသက်တကာထက်လျှောက်တာမျိုးပေါ့။အထေရုံးမှာပူပြီးအောင်မြင်နိုင်ဟုဘယ်လိုချက်တီကအရေးပါလာလဲ။ဥပမာတစ်ခုလောက်နဲ့ရှင်းပြပေးလို့ရမလား။ကြပါရယ်ဥပမာ အောက်တရားယုံကကျွန်တော်အမှုတည်အသက်ကြီးပြီးကျမရဲ့မကောင်းမှုဆိုတဲ့အချက်ကိုလုံးဝထက်မစင်စားပဲအမခံပြစ်ချခဲ့တာဟာပုံမှန်490ခွန်မှာပါတဲ့ချွင်းချက်ကိုမြက်ကွက်ပြူများရောက်ပါလေဆိုပြီးတိတိကျကျထောက်ပြတာမျိုးပေါ့။အင်းနောက်ပြီးအရန်ကို အကောက်တာတကူကအရင်ကအလားတူအမှုတွေမှာတရားလွတ်တော်ချုပ်ကအမခံပေးခဲ့တဲ့စီရင်ထုံးတွေကိုကိုးကားတာပဲ။အော်ပရီစီဒင့်ရေကိုကိုးကားတာပေါ့နော်။ဟုတ်တယ်။ ကြည့်ပါအရင်ကဒီလိုအမှုမျိုးမှာတောင်အာမခံပေးခဲ့ဘူးကလေဒီအမှုကအဲ့ဒီလောက်တောင်မပြင်းထန်ပါဘူးဆိုပြီးနှိုင်းရှင်ပြတာမျိုးကတရားသူကြီးရဲ့ဆုံးဖြတ်ချက်အပေါ်တောစာလွမ်းပွမှုတော်တော်ရှိတယ်တရားခံကအမျိုးသမီးခလေးဖြစ်နေရင်အဲ့ဒီအချက်ကိုပို့ပြီးအသားပေးတင်ပြတာကောဆိုလိုတာကအထက်ယုံကအမှုကိုအစကနေပြန်စစ်တာမဟုတ်ပဲအောက်ယုံရဲ့ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့လုပ်ငန်းစဉ် ကမန်ကမြတာမှုရှိရလားဆိုတာကိုပြန်သုံးသပ်တဲ့သဘောပေါ့တိကျပါတယ်သူတို့ကအောင်ယုံရဲ့ဆုံးဖြတ်ချက်အပေါ်မှာဒိုင်းလူကြီးလှုပ်ပေးတာနဲ့တူတယ်အောင်ယုံကသူ့မှာရှိတဲ့စင်ချင်တွန်တရားအာနာကိုကြိုးကြုံစီလောစွာသုံးဆွဲခဲ့သလားဥပဒေနဲ့ညီရလားဆိုတာကိုအဓိကကြည့်တာပါဒါဆိုတရားမမှုမှာတော့အလာတူပဲလားအောင်ယုံကဖန်ချူထားဖို့အမင့်ချတာကိုမကျေနပ်ရင်အထက်ယုံကိုတက်လို့ရလားရပါတယ်တရားမှုမှာတော့အဲ့ဒီအမင့်ကိုအယူခံဖို့အပီယောဒါမှမဟုတ် ပင်စင်မှု revision အနေနဲ့အထက်ယုံးကိုတင်သွင်းနိုင်ပါတယ်။ဒီနေရာမှာလက်တင်ပြမယ့်အဓိကချက်ကအောက်ယုံးရဲ့အမိန်ဟာဥပဒေနဲ့မညီကြောင်းဒါမှမဟုတ်တရားမျှတမှုမရှိကြောင်းထောက်ပြအာမှာပါပဲ။ဟုတ်ကဲ့။အထက်ယုံးကအောက်ယုံးရဲ့အမိန်ကိုရုတ်တန်းပေးနိုင်တယ်လို့ခိတ္တဆိုင်းငံ့ထားပေးတာမျိုးလည်းလုပ်နိုင်ပါတယ်။အရေးပေါ်အခြေအနေမှာဆိုရင်ကြားဖြတ်ကေဆရယ်ဖြစ်အငင်းပွားနေလဲပိုက်ဆိုင်မှုကိုမယောင်းချဖို့တားမြစ်မိန်ထုတ်ပေးဖို့ကိုလည်းတခါတည်းတောင်းဆိုသွားလို့ရပါတယ်ဒီဒီဆွေးနွေးတဲ့အရာလေးကိုပြန်ကြည့်ရင် အမခန်ရှောက်ထားတဲ့ဆိုတာစာရွက်တော်တင်လိုက်ယုံတဲ့ပြီးတဲ့ကိစ္စမဟုတ်ပဲအမှုအမျိုးအစားပေါ်မူတည်ပြီးမဟာပြုဟာတဲ့ချင်းကပ်ပုံတွေလုံးဝပြောင်းလဲသွားတဲ့ဥပဒေရေးရာစစ်တွင်ကစားခွေးကြီးတစ်ခုနဲ့တူနေလေတကယ်အမှန်ပါတယ်ဒီနေ့ဆွေးနွေးမှုတစ်ခုလုံးရဲ့အနစ်ချုပ်ကတော့အမခန်အခွင့်ရေးဖိတာနဲ့စင်ဂျင်တုံတရားသာဖိတာကြာကကြီးမားတဲ့ကွာခြားချက်ပါပဲအင်းအတူတူပါပဲဒါဟာဥပဒေရဲ့လုံထုံလုံးကြီးတွေက တစ်ဖက်မှာတရားမျှတမှုကိုထိန်းညီရင်နောက်တစ်ဖက်မှာတဦးချင်းရဲ့လွတ်လပ်ခွင့်ကိုဘလောက်ထိတန်ဖိုးထားတယ်ဆိုတာကို ပြသနေတဲ့အကောင်းဆုံးဥပမာတစ်ခုလို့ပြောလို့ရရဲ့ဟုတ်ပါတယ်ကျွန်တော်တို့ကဒီနေ့ဥပဒေရဲ့လုံထုံးလုံနည်းတွေကိုပဲအတိအကထားဆွေးနွေးသွားတာဒါကြောင့်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစဉ်းစားစရာတစ်ခု ထားခဲ့ရှင်ပါတယ်ဥပေပေါင်းဒီဘလောက်ပဲတိတိကျကျရှိနေပါစေလက်တွေ့မှာတော့တရားခံတယောက်ရဲ့အာမခံွယ်ပေးဆောင်နိုင်စွာ လူမှုအတိုင်းအဝိုင်းမှာတိတ်ခါရှိတဲ့အာမခံပေးမဲ့သူရှာထွေနိုင်စွာဒါမှမဟုတ်အဲ့ဒီအမှုအပေါ်လူဒူးရဲ့စိတ်ဝင်စားမှုနဲ့ဖြီအားလိုမျိုးဥပဒေစာအုပ်ထဲမှာမပါတဲ့အချက်တွေကအာမခံရခြင်းမရခြင်းဆိုတဲ့ရလဒ်အပေါ်ဘယ်အတိုင်းတာအထိတက်ရောက်မှုရှိနေနိုင်မလဲဒါကတော့ဥပဒေပညာသက်သက်မဟုတ်ပဲလူမှုဗေဒနဲ့ပါဆက်ဆံနေတဲ့မိခွန်းတစ်ခုပါပဲ